အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကတော့ကျွန်တော်အနေနဲ့ဒီ python script ရေးတဲ့စိတ်ပိုင်းပါเนาะအဲ့ဒီရဲ့ဒီပတ်တူပေါ့သူတို့ခေါင်းစဉ်နေနဲ့ပြောလို့ရှိရင်တော့ basic ဆိုတဲ့အဲ့ဒီအပိုင်းလေးကိုကျွန်တော်ဆက်ပြီးတော့လေ့လာပြည့်တယ်ဆိုပါတော့เนาะဒီ course ကိုကျွန်တော်ဘယ်ကနေပြီးတော့လေ့လာတာလဲဆိုတော့ unity ကနေပြီးတော့လေ့လာတာ unity လို့ထင်တယ်ဟုတ်တယ်အဲ့ဒီကနေပြီးတော့ကျွန်တော်ရထားတဲ့အဲ့ဒီအဲ့ဒီ course လေးပေါ့เนาะ အာ basic course လေးပါပဲ basic course မှာသူကအခြေခံအပြည့် Harry Python script ထဲမှာရေးတဲ့အခြေခံရေးနည်းတွေပါတယ်ပြီးလို့ရှိရင်နောက်တစ်စိတ်အနေနဲ့ဆိုလို့ရှိရင် API ကိုဘယ်လိုချိတ်ဆက်ပြီးအသုံးပြုရလဲဆိုတာပါတယ်ကျွန်တော်အားလေးကိုအစဉ်စဉ်လေ့လာသွားမယ်ကျွန်တော်လေ့လာမိတဲ့လေ့လာမိတဲ့လောက်လေးတွေကိုလည်းကျွန်တော် Harry video record လေးလုပ်ပေးမယ်ပေါ့နော်โอเคဒီဒီဘိုင်းမှာကျွန်တော်လေ့လာမယ့်အပိုင်းကတော့အဓိကဘာတွေပါမလဲဆိုတော့ variables တွေအကြောင်းပါမယ်ပြီးရင် points တွေအကြောင်းပါမယ် points တွေပြီးရင် list တွေဘယ်လိုလုပ်လဲပေါ့နော်ပြီးလို့ရှိရင်သူ check in တွေဘယ်လိုလုပ်လဲဆိုတဲ့အကြောင်းလေးတွေပေါ့အပ္ပမအစုံအနေနဲ့ variables ပေါ့ variables ကိုတော့ကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုမှာလည်းပြခဲ့သလိုပေါ့နော်သူရဲ့ variables တွေဒီ hori input တွေပေါ့နော် input တွေရှိမယ် hori input တွေပေါ့မူတည်ပြီးတော့ကျွန်တော်တို့က variable 1 variable 2ဆိုပြီးတော့ hori input 1နဲ့ input input အာ list 1နဲ့ list 2မှာကျွန်တော်တို့ပြီးခဲ့တယ်ပေါ့နော် index အပြင်ဆိုတော့ index 0နဲ့ index 1မှာပေါ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ output အနေနဲ့ထွက်လာမယ့် information တွေဒီလိုရမှာဆိုတဲ့အကြောင်းပေါ့ဒါတွေကိုကျွန်တော်တို့က variables လို့ခေါ်တာပေါ့ okay ဒါလေးကိုပဲကျွန်တော်တို့က python စီကိုသွားရအောင်ပေါ့နော် dynamo sheet သွားမယ်ဒီ dynamo ကကျွန်တော်ကပြလိုက်နေပြီဆိုတော့ပြန်ဖွင့်အောင်ပေါ့နော် โอเคအဲ့တော့ဒီနေ့မှာကျွန်တော်ဒီ new ခေါ်လိုက်မယ်ပြီးလို့ရှိရင် automatic ပဲထားလိုက်မယ်ပြီးလို့ရှိရင်ဘယ်လိုသွားမလဲဆိုတော့ script out က editor out က python script ကိုတောင်းမယ်ဘောနော်ဒီ python script ကိုပဲလေ့လာမှာဆိုတော့ okay အဲ့တော့အဲ့ဒီလောက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြင်ရမယ့်အခြေအနေဒီဒီကောင်မြင်ရမယ်အဲ့တော့ဒီမှာနည်းနည်းလေးဇိုးနည်းနည်းချဲလိုက်မယ်ကြီးကြီးလေးဖြစ်သွားအောင်လို့ okay လာဆိုရရပါတော့နော် screen name အဲ့တော့ variables နေနဲ့ဆိုလို့ရှိရင်ဘယ်လိုရှိမလဲဆိုတဲ့အခါကျတော့ဟောဒီဒီ input တွေမှာကို variables တွေကိုစပြီးတော့ထည့်ရမှာပေါ့နော်ဆိုပါစို့ဟောဒီ in ကိုလောလောဆယ်မလို့ကျုံဆိုဖြုတ်လဲလို့ရပြီကျွန်တော်ဒီထဲမှာ variable variable 1ဆိုတာရှိမယ်သူကို information တစ်ခုထားမယ်ပေါ့နော်အဲ့တော့ variable 2ဆိုတာရှိမယ်သူကိုလည်း information တစ်ခုထားမယ်သူကဘာတွေဖြစ်မလဲဆိုတော့ ထမ information တွေဒီ i n ရဲ့သူရဲ့ပထမဝင်လာမဲ့ list ဖြစ်မယ်ဒါဒီနောက်ထပ်ဒီ import အနေနဲ့ဒုတိယ list ဖြစ်မှာပေါ့နော်အဲ့တော့ဒီပုံမတည်မယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့သူ့ကိုပေါင်းတက်ထုံးမယ်ပထမကောင်ကိုကျွန်တော်တို့က integer အနေနဲ့သုံးမယ်ဆိုတော့ integer ဆိုရင် integer ပါရဲ d e g e r ပေါ့ integer slider လေးထည့်လိုက်မယ် ဒီ slider ဘယ်ကဘာရောက်သွားပြီလို့ဆိုဒီအောက်ကိုရောက်လာပြီဆိုဒီမှာထားပါတော့ထားပါတော့ okay ဒီ slider မှာဘာရှိမလဲဆိုကျွန်တော်တို့ကဒီမှာ0 to something ရှိမှာပါနော် okay ဒါလေးကိုကျွန်တော်ဒီကိုထည့်လိုက်မယ်ဒီနေရာမှာတခါတယ် preview လေးပါကျွန်တော် on ထားလိုက်မယ်ဒုတိယတစ်ခုကိုကျတော့ကျွန်တော်ဒီဘာထည့်မလဲဆိုတော့ string ကိုထည့်လိုက်မယ် string ကိုထည့်လိုက်မယ်ရိုးရိုး string နဲ့ဖြစ်တဲ့အတွက် string ထည့်လိုက်မယ်ဒီ string ကလည်းဒီအောက်ကိုရောက်သွားပြီပေါ့နော် screen ရဲ့ level ရောက်သွားတယ်ဒါပါဆို အော်ဒီနေရာမှာကျတော့ဒါပါတော့အာဆိုတော့ CV ဒီပေါ့ဗျာနော် CV ပြီးတော့ပြလိုက်ပြီးတော့ string ဒါဒီ string ဆိုတဲ့ note ကိုတုံးလိုက်တော့ကျွန်တော်တို့ဒီ double quote ခံစရာမလိုဘူးပေါ့နော်ဒီလိုလာမယ် Okay အဲ့တော့ဒီနေရာမှာကျွန်တော်တို့ variable အနေနဲ့ variable 1ကိုပထမ list အနေနဲ့ချိန်လိုက်မယ် variable 2ကိုဒုတိယ list အနေနဲ့ချိန်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ hurry output မှာမပါလို့ရမလဲဆိုတဲ့အခါကျတော့ VR1 နဲ့ခေါ်လိုက်မယ်ဆိုလို့ရင် ျွန်တော်ဒီ1ဆိုတဲ့ value ရမယ်အဲ့တော့ဒီချိန်နေမှာကျွန်တော်ဒီဒီ value ပြောင်းလို့ရှင်2 3 4 5 6 7ဒါဆိုဒီဒီ script ဒီဒီ function နဲ့ run နေတာဖြစ်တယ်ဒီမှာလည်း automatic လောက်တာတော့ကျွန်တော်ဒီ value ပြောင်းတာနဲ့ automatic သူဒီပြောင်းသွားမှာပဲဒီသဘောရှိတယ် okay ဒီကတော့ကျွန်တော်က variable 2ဆိုပေးလိုက်မယ်ဆိုလို့ရှင်သူဒီ cpp လို့ပေးမယ်ဆိုတော့ cpp အစားမှာကျွန်တော်က ADL လို့ပြီးမယ်ဆိုရင်လည်း ADL ပေါ့ဗျာသူ ADL သူပြောင်းမှာပေါ့ဒီသဘောပေါ့ဒါဒီ variables တွေကိုကျွန်တော်တို့က input နေရာမှာချိန်ဆက်ပြီးတော့တောင်းတာပေါ့နော်ဒီမှာဒီမှာရေးထားတယ် import and this the inputs to this notes will be stored as a list in the in variable ပေါ့နော်ဟောဒီ in နဲ့ variable တွေမှာ store လုပ်မှာဆိုတဲ့သဘောပေါ့ဒါပဲဒါတော့ load တာကတော့ variable တွေကိုသတ်မှတ်တဲ့သဘောလေကုန်နေတော့ဘာမှမပါသေးဘူးပေါ့နော်ဒီသဘောရှိတာပေါ့တကယ်လို့ဒီနေရာမှာ ိုက1ကို2ကိုလိုချင်တယ်ဆိုလို့ရှိရင်1ရယ် comma variable variable 2ပဲပေးလိုက်မယ်ဆိုရင်ကျွန်တော်ဒီ list ဒီနှစ်ခုကိုသူဒီ list တစ်ခုအနေနဲ့ထည့်ပေးမှာပေါ့ဒီသဘောရှိတယ်။အဲ့ဒီနေရာမှာတစ်ခုပဲသတိထားမယ့်ချက်ကပါလဲဆိုတော့တဲ့ဟာဒီကျွန်တော်တို့ variables တွေကိုနာမည်ပေးတဲ့အခါကျလို့ရှိရင်သူကဟာလို့ကိန်းကနန်းတွေကိုအနောက်မှာပဲထားရတယ်။တကယ်လို့ကိန်းကနန်းတွေကိုအရှိမထားလို့ရှိရင်သူဒီတခြားအတိတ်ပဲဖြစ်သွားတယ်။အဲ့လိုမျိုးကာလာပြောင်းသွားတယ်ဒီလိုကာလာပြောင်းသွားတယ်ဆိုရင် ျွန်တော်တို့ဒီ variable အနေနဲ့မသုံးသင့်ဘူးเนาะဒီသဘောရှိတယ်ဒါလေးကိုသတိထားဖို့လို့နောက်မှထားတော့ပြဿနာမရှိဘူးဒါလေးကတော့ကျွန်တော်တို့ဟာစောင့်ရဲရှောက်ဝဲနေပြီပေါ့ဒီသဘော Okay အဲ့ဒါကတော့သူ့ရဲ့ဒီ variable နဲ့ပတ်သက်တာပေါ့ဒီ variable ရှေ့မှာမှကိုဒီကို Python script ရေးလာပြီဆိုရင်ကိုလိုအပ်တဲ့ variable တွေကိုဒီထည့်ဖို့ပေါ့เนาะဒီသဘောပေါ့ Okay ဒါကတော့ဒုတိယအဆင့်နေနဲ့ကျွန်တော်တို့ variables တွေကိုအကြမ်းမြင် study လုပ်ကြည့်တဲ့သဘောပေါ့နော်ဒါပေါ့ Okay ဒါဒါဆိုရင်ကျွန်တော်မလုပ်နဲ့ဆိုတော့ဒါလေးကို save လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ပိတ်လိုက်မယ်ဒီဒါကိုကျွန်တော်က save လိုက်မယ်ပြီးလို့ရှိရင်ဘာနာမည်ပေးမလဲဆိုတော့ဒီနေရာမှာအာဘယ်လိုပေးမလဲဆိုတော့ဒီဒီနာမည်အတိုင်းပဲပေးမယ်အဲဒီနေရာမှာကျွန်တော်က02ပေးလိုက်ပါဦးခင်ဗျာ02ပေးပြီးတော့ ် basic လောက်ပေးလိုက်မယ်နော် basic ပေါ့ basic ရဲ့ e a r i e e l e s well reverse ပေါ့နော်ဟောရှင်းပါ okay အဲ့တော့ဒီထဲမှာမှနောက်တစ်ခုအနေနဲ့ကျွန်တော်ထပ်ပြီးတော့ python script တစ်ခုကိုထပ်ပြီးတော့ရေးမယ်ပေါ့ဗျာနော်ရေးမယ်ဆိုတော့ကျွန်တော် script ကိုထပ်ပြီးတော့ယူမယ်ပြီးရင် editor ယူမယ်နောက်တစ်ခုတည်းရေးမယ်ပေါ့နော်ဒီမှာဘွားတစ်ခုခဏထားလိုက်ပါဦး ် red click လုပ်မယ် edit လုပ်မယ်အဲ့တော့ဒီချိန်ဒီမှာဆိုလို့ရှိရင်အပေါ်က input ဒီ input time ရှိနေမယ် output ဒီ loss 0ဖြစ်နေတယ်အဲ့ဒီအတွက်ဘာဖြစ်မလဲဆိုတော့ကျွန်တော်ရဲ့ hot ဒီအာဒီ script လေးရဲ့ဒီအပေါ်ကကောင်းတော့ခဏကျွန်တော် group ဖွဲ့ပြီးတော့ဒိန်းထားလိုက်မယ် okay ဒါလေးက variable ဆိုတော့ a r i a b l e s variable ဆိုတင်လာလိုက်ပြီ okay နောက်တစ်ခုကြည့်မယ်နောက်တစ်ခုမှာဘာလာမလဲဆိုတဲ့အခါကျတော့ တော့ဆက်အပြင်အောက်ဒီ0ဖြစ်တဲ့အတွက်သူဒီဒီမှာ0အနေနဲ့ဖြစ်နေတယ်အဒီနေမှာ data entering note c in ဆိုတော့ဘာဖြစ်ဖြစ်ဒီကိုဝင်လာမှာပေါ့နော်ဒါပါတော့အဲ့တော့ဒီနေမှာကျွန်တော် code တစ်ခုစာရေးမယ်ပေါ့အဲ့တော့ code တစ်ခုစာရေးတဲ့အခါမှာကျွန်တော်ဒီဘာလုပ်မလဲဆိုတော့အမ်ဆိုပါဆို my point ပေါ့နော် my my point my point is equal to ဆိုပြီးတော့ဘာလာမလဲဆိုတော့ point ပေါ့နော် p o i n d point လို့လာမယ် point လို့လိုက်တာနဲ့သူဒီကာလာပြောင်းသွားတယ်ဆိုတော့တဘောက holy point ဆိုတဲ့အာ informate ဒီ information တွေပဲလာတာလဲဆိုတော့ autodesk design script အောက်က holy geometry အောက်ကလာတယ် geometry အောက်ကလာတယ်ဘာနဲ့သတ်တူမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ holy ဒီ library ထဲမှာပါတယ် point ပေါ့နော်ဒီ point ယူရတဲ့အခါမှာ point ကိုဘယ်လိုဖန်တီးကြမလဲပေါ့ဆိုပါစို့ အာဂျောမက်ထရီတို့နှိပ်လိုက်ရင်ဒီလိုနိုင် sorry ဒါကြီးပေါ့ပေါ့မအားရမယ်အာဒီကိုသွားလိုက်ဂျောမက်ထရီအောက်မှာဘာရှိမလဲဆိုတော့ curve တွေရှိမယ်အဲ့ဒီအောက်မှာမှာ point ရှိမယ်ဆိုပါစို့အဲ curve အမဟုတ် sorry curve အောက်မှာလို့ဒီ point အောက်မှာရှိမယ် point အောက်မှာမှာ point point ကိုတခုဖန်တီးမယ်ဆိုရင် xyz နဲ့ဖန်တီးမလား xy နဲ့ဖန်တီးမလားစသဖြင့်ပေါ့နော်အဲ့ဒီရဲ့သဘောပေါ့အဲ့တော့ point ဆိုတာဒီဘာဖြစ်မလဲဆိုတော့ဒီ obs နဲ့ဆိုပြောမယ်ဆိုရင် point ဒီ class ပေါ့နော် ဟောဒီ class ထဲမှာမှာသူကနောက်မှာသူ့ကိုဘာတွေနဲ့ဘယ်ရဲ့သူ့ coordinate အားဖြင့်သူတိဆောက်မယ်ဆိုတဲ့သဘောမျိုးပေါ့ဒီ point ဆိုတဲ့ class ကိုဘိုင် coordinate တိဆောက်မယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်မရှိမလဲဆိုတော့သူ default တွေဒီမှာ0 0 0ဆိုပြီးရှိနေတယ်ဒါကြောင့်မလို့ဟောဒီမှာ dynamo မှာဆိုလို့အဲရှင်ဟောဒီ0.0.0မှာ point တခုတိဆောက်ပြီးသားဖြစ်လိမ့်မယ် အဲ့တော့အဲ့ဒီလိုဟာမျိုးကိုကျွန်တော်တို့က Python script ထဲမှာစောက်ချင်နေဆိုလို့ရှိရင်မလုပ်ကမလဲဆိုတဲ့အခါကျတော့ဒီနေရာမှာခုနကကျွန်တော်စပြီးတော့စာစာရေးတယ်ဟောနော်ဒီမှာ point point dot ဆိုပြီးရေးလိုက်တာ ਨੇ သူကနောက်ဆက်တွဲအဲ့ဒီ point ကိုဖြန်ပြီးမယ်နောက်က function ပါလာပြီပေါ့နော် function ဒီဘာနဲ့ဘာနေမှာလဲ by coordinate နဲ့ဘာနေမှာလားဘာနဲ့ဘာနေအဲတကူကူပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်ဒီ by coordinates ကိုယူလိုက်မယ်ဆိုလို့ရှိရင်သူဒီ ဘိုင်း coordinates နဲ့မပြီးတော့ဘူးနောက်ဆက်တွဲမှာဘာတွေပါလာမလဲဆိုတော့ xyz value တွေပါလာမယ်ဆိုတော့0,0,0ပဲကျွန်တော်ပေးလိုက်တယ်ဆိုပါတော့ဒါဆိုလို့ရှင်အာဒါလေးကိုဒီမှာထားလိုက်ဒီ point ကိုကျွန်တော်ခဏပြန်ဖြတ်ထားလိုက်မယ်ပြီးရင်ဒီဘက်ကိုဒီမှာထားလိုက်မယ်ဒါဆိုရင်တော့ဒီမှာ point cream လောက်ပါသေးဘူးကျွန်တော်ထားလိုက်မယ်ပြီးရင်ဒီဘက်ကိုဒီမှာထားလိုက်မယ်ဒါဆိုရင်တော့ဒီမှာ point cream မလုပ်ပါသေးဘူးဒီချိန်မှာကျွန်တော် run ဘာဖြစ်မလဲဆိုတော့ဘာမှတော့မဖြစ်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့ out ဒီ 0ပဲဖြစ်နေတယ်ပဲဒီမှာ0ပဲ0လို့ပဲသူက reset ထွက်တာပေါ့နော်ဒီနေရာမှာကျွန်တော်ဒီ hurry my point ဆိုတာကိုကျွန်တော်ကယူပြီးတော့ပေးလိုက်ခဲ့မယ်ဆိုရင်တော့သူဒီဘာဖြစ်မလဲဆိုတော့ hurry my point ဆိုတဲ့ hurry point information ကိုသူဒီဒီနေရာမှာလာပြီးတော့ဖန်တီးပေးလိုက်တယ်အဒီချိန်မှာဘာရှိမလဲဆိုတော့ကျွန်တော်တို့ရဲ့အရှိမ input အနေနဲ့ variable ဘာမှပေးမထားတဲ့အတွက်000ပဲသူဒီဖြစ်နေမယ်တဘောရှိတယ် ဒါဒီ variables ရဲ့သဘောပေါ့နော်အဲ့တော့ဒီနေရာမှာမှကျွန်တော်တို့ဒီ hot ဒီခုနကဒီဒီ point notes လိုမျိုး create လုပ်ခြင်းနဲ့ပေါ့ဗျာဆိုပါစို့ဒီလို notes လိုမျိုး create လုပ်ခြင်းနဲ့ပြီးလို့ရှိရင်ဒီရှေ့မှာကျွန်တော်တို့ value ဆိုပါစို့အာအစဲထားမယ်ဆိုပါတော့တစဲထားပြီးတော့ဒီလိုပေးမယ်ပေါ့နော်အဲဘယ်နှထားရအောင်ဒီကောင်ကိုဒီလိုပေးလိုက်မယ် တော့ audio မှာထားလိုက်ဒါဆိုနေရှင်းပါမယ်โอเคအဲဆိုလို့ရှိရင်ဘာဆိုလို့ရှိရင်ကျွန်တော်0ပေးလိုက်လို့ရှိရင်အဲ sorry x value ကို10ပေးလိုက်လို့ရှိရင်သူဒီအာ unit 10 unit မှာ10 unit x value x value 10 unit ရှိတဲ့နေရာမှာ point ချမယ်ဒါကြောင့်ဒီနေရာမှာချမယ်ဆိုရင် x, y 10, 10ရှိတဲ့နေရာမှာ point တခုချပေးမယ်မှာဆိုရင်လည်းဒုနေရောမယ်ဒီလိုဖြစ်လာမယ်ပေါ့နော်ဒါဒီသူ့ရဲ့ အာဒီ note ရဲ့သွားတဲ့ function ပေါ့အဲ့ဒီ note တိုင်းလေးကိုကျွန်တော်တို့က body script မှာရေးခြင်းလဲဆိုရင်တော့ဘယ်လိုလုပ်မလဲဆိုတဲ့အခါကျတော့ကျွန်တော်ဒါဖြတ်လိုက်ပဲပြီးရင်ဒီနေရာမှာစပြီးတော့ variables တွေကိုစပြီးတော့ရေးရတော့ပဲဗောနော် variables variables တွေကိုရေးတဲ့အခါမှာဘယ်လိုရေးလို့ရမလဲဆိုတော့ဒီနေရာမှာကျွန်တော်ဒီအာဒီလိုပြလိုက်မယ်သူ့အတွက်ကိုဒီ input နေရာမှာကျွန်တော်ဒီအာ x c o o r လို့ပြလိုက်မယ်သူ့ကိုဘာပေးမလဲဆိုတော့ i n n 0ပေါ့ဗျာလောက်ပြလိုက်မယ်နော်ပြီးရင် copy ကူလိုက်မယ်ဒါရှင် y c o o r ဆိုပြီးတော့ပြလိုက်မယ်သူ့ကို1လို့ပြလိုက်မယ်ပြီးရင် z c o o r ပေါ့နော် z coordinate ပေါ့ပြောချင်တာကတော့သူ့ကို2လို့ပြလိုက်မယ်ဆိုပါစို့လောက်ပြလိုက်မယ်ဆိုရင် ော့ဒီနေရာမှာဒီ information တွေမှာဗားတွေဝင်သွားမလဲဆိုတော့ XCO ကဝင်သွားမယ်ပြီးလို့ရှိရင် YCO ကဝင်သွားမယ်ပြီးလို့ရှိရင် ZCO ကဝင်သွားမယ်ဘောနော်ဒီသဘောရှိတာဗောဒါဆိုရင် my point ထွက်လာမယ်အဲ့တော့အဲ့လိုထွက်လာဖို့အတွက်ဆိုရင်ဒီချိန်မှာကျွန်တော် run လိုက်ရင်တော့ဗာဖြစ်မလဲဆိုတော့ဒီ node ကအလုံးလုံးမှာမဟုတ်ဘူးဗာဘာလို့ဆိုတော့သူ input ဒီ၃ခုရှိတယ်ဒီမှာ input ၃ခုလုံးဘာမှမရှိသေးလို့ဗောနော်ဒီနေရာမှာကျွန်တော်အပေါင်းတက်တယ်မယ်အပေါင်းတက်တယ်မယ် ပြီးရင်ဒီရှိမှာကျွန်တော်ဒီဘာလုပ်မလဲဆိုတော့ integer အနေနဲ့အဲကျွန်တော် code block လေးနဲ့ပဲခံလိုက်မယ် code block နဲ့ကျွန်တော်30လို့ပြီးလိုက်မယ်ဆိုပါစို့ဆိုရင်ကျွန်တော်ဒီ0ထည့်မယ်ဒါပေမဲ့သူဒီ channel နှစ်ခုမှာ information မရှိသေးတဲ့အတွက်ဘာမှမပေးဘူးအဲ့တော့သူ့ကို information ကိုဆိုတော့ channel ဟာတွေကိုကျွန်တော်က0ပဲထားမယ်ဆိုတော့ channel ရဲ့0ထားမယ်0ထားမယ်ဆိုလို့ရှိရင်တော့သူဒီ x, y, z ကျတော့ဒီ10,0,0မှာ0မှာ point တခုကိုဖန်နေပေးသွားလိမ့်မယ်။ဒါဒီသူ့ရဲ့ဒီ dynamo script ရဲ့ run at the board သူ့မှာ variables တွေနဲ့ x y z တွေကိုပေးတယ်ပြီးတော့မှာ code အနေနဲ့ဒီနေရာမှာ my point မှာကျွန်တော်တို့က hurry design script တွေက point dot by coordinate ဆိုတော့ဒီသူ့ရဲ့ဒီ library တွေက information ကိုတုံးထားတယ်ဗောနော်ဒီလိုတုံးတဲ့အချိန်မှာဒီလို point ထွက်လာဖို့အတွက်ကျွန်တော်တို့ဒီ hurry အာပထမဈေးနေနဲ့ input နေနဲ့ system ကို input လုပ်ရမယ်ဒုတိယအနေနဲ့ CLR လို့ခေါ်တယ် common language runtime ကို input လုပ်ရမယ်ပြီးတော့မှအဲ့ဒီ CLR ရဲ့အောက်မှာရှိတဲ့ add reference ဆိုတော့အဲ့ဒီ add reference မှာမှ proto geometry ဆိုတော့ add reference ကိုကျွန်တော်တို့က input လုပ်ရမယ်ဗောနော်ပြီးလို့ရှိရင် Autodesk ကနေပြီးတော့ from autodesk ကနေပြီးတော့မှကျွန်တော်တို့ကဘာလို့လောက်အောင်လဲဆိုတော့ပြောရရင်တော့ from autodesk.design.geometry ဆိုတော့ဒီ autodesk အောက်က design script အောက်က geometry ပေါ့နော်အဲ့ဒီ geometry ဆိုတော့ library ကိုကျွန်တော်တို့က input လုပ်လိုက်တာအဲ့ဒီ input လုပ်ထားတဲ့အကြောင်းမလို့ hori function တွေကိုကျွန်တော်တို့ရတာဒါကြလို့ကျွန်တော်တို့ရဲ့ hori python script ထဲမှာဒီ information ကို input လုပ်မထားဘူးဆိုရင် ဒီ script ဒီ grammar မဟုတ်ဘူးဒီသဘောရှိတယ်ပေါ့နော်ဒါလေးကိုအဲဒီသင်ခန်းစာမှာကျွန်တော်လေ့လာမိတယ်ပေါ့နော်ဒါတွေအားလုံးဒီဘာဖြစ်မလဲဆိုတော့ variables ဖြစ်မှာပေါ့ Okay ဒါလေးကို save ထားလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ variables ကိုကျွန်တော်လည်းအကြံမြင်နားလည်ခဲ့တယ်ပေါ့နော် Okay ဒါဆိုရင်ဒါလေးကိုကျွန်တော်ပိတ်လိုက်မယ်ဒါဆိုရောက်သွားပြီပေါ့နော် save လိုက်မယ်အဲ့တော့ကျွန်တော်တို့ရဲ့ဘယ်လိုပြန်သွားမလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ရဲ့ ပေါ့ပိုင်းပြန်သွားမယ်ပေါ့နော်ဒါဒီ various variables နဲ့ပတ်သက်ပြီးတော့အာကျွန်တော်လေ့လာမိတဲ့အဲအခြေခံ python script ရင်းနှီးအပိုင်းလေးပေါ့သူရဲ့နောက်မှာကျွန်တော်တို့ point ဆိုတာကိုစပြီးတော့ create လုပ်မယ်ပေါ့နော် point ဆိုတော့စပြီး create လုပ်မယ်ဆိုလို့ရှိရင်ဒီမှာ my point နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဖန်နေမယ်ပေါ့နော် okay အဲ့တော့ဆိုလို့ရှိရင်ပဲပြန်သွားမလဲဆိုတော့ escape ပြန်နှိပ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ ဒီအခြေအနေမှာဒါလေးကိုကျွန်တော် save လုပ်လိုက်မယ်ပြီးလို့ရှိရင် file ကို save as လုပ်လိုက်ပြီးတော့ဒီကကြရင်တော့ဘာဖြစ်လဲဆိုတော့3နေနဲ့ကျွန်တော်ဒီ point ကို set ပြီးတော့လေ့လာမယ် point ပေါ့နော် point ကို set လေ့လာမယ်ဖြစ်တဲ့အတွက်ကျွန်တော်ဒီဒီ design ဒီမလို့အတော့ဘူး delete ကျွေးလိုက်မယ်ဒီ point လေးပဲလေ့လာမယ်အဲ့ဒီဘိုင်းလေးကိုဘာနဲ့ရှင်ပြီးလေ့လာမလဲဆိုတော့ကကျွန်တော် horizontal geometry တဲက points တဲကနှုတ်နဲ့လေ့လာမယ်ပေါ့နော်ဒီပေါ်နှုတ်လေးနဲ့လေ့လာမယ် အဲ့ဒီနောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကကောက်ချလိုက်တာ ਨੇ သူ့မှာ default values တွေရှိတယ် default values တွေရှိတယ် default values တွေရှိတယ်အဲ့ default values တွေရှိတဲ့အတွက်ကျွန်တော်ဒီဘာမှမရေးလဲသူကဘာ information မှမပေးလဲ default value ਨੇ ဝင်လာပြီးတော့သူကပေးတယ်ဗောနော်အဲ့ကြောင့်အလုပ်ပြန်ခေါ်လိုက်မယ်ကျွန်တော်ရဲ့နောက်မှာကျွန်တော်ဘာ information မှမပေးရင်သူကဘာဖြစ်လဲဆိုတော့ဘာမှမရဘူးဒီသဘောဖြစ်တယ်ဒီနေရာမှာ default value တွေပါနေဒီလိုဝင်နေတယ်ဆိုရင်ကျွန်တော်တို့က ဟာရီစကရစ်ကိုဘာလို့ဖို့လုံမလဲဆိုတဲ့အခါကျတော့အဲဒီသင်ခန်းစာအရာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ custom package လောက်ကမယ်ဆိုတဲ့သဘောဖြစ်သွားတယ်။ Okay custom package လောက်ကမယ်ဆိုတော့ custom package ဘယ်လိုလောက်ကမလဲဆိုတော့သူ့ကိုဆက်လက်ပေးတယ် custom package လုပ်ပြီးပေါ့နော်။အဲဒီနေ့မှဆိုရင်ကျွန်တော်မှဆိုရင်တော့ဘာရှိမလဲဆိုတော့ကိုပိုင်အာဒီ package date တခုဖန်နေတာတကယ်လို့မရှိလဲပြဿနာမရှိဘူး။ကျွန်တော်ဒီမှာဆက်လက်ပေးလိုက်မယ်။ဒီလက်စာထဲနဲ့ custom package ဖန်ပြီးပို့လေးပါကျွန်တော်တို့လေ့လာပြီးသားဖြစ်သွားတာပေါ့။ အဲ့ဒီ script ကိုကျွန်တော်တို့က reglet နှိပ်မယ်ပြီးလို့ရှိရင်ဘယ်လိုသွားမလဲဆိုတော့အာနေတော့ဒီလိုမရ select ပေးလိုက်မယ် reglet နှိပ်မယ်ပြီးလို့ရှိရင် create custom note ဆိုပြီးတော့ကျွန်တော်တို့ကဖန်တီးရမယ်အဲ့တော့ create custom note ဆိုဖန်တီးတဲ့အခါကျတော့ရှင်ဒီ dialog box ပေါ်လာဒီထဲမှာမှကျွန်တော်ဒီနာမည်စပေးမယ်ပေါ့နော်ဒါပါတော့သူဒီနာမည်ဒီဘာဖြစ်မလဲဆိုတော့ဘကောင်လေးနဲ့နာမည်2နေမှာဆိုတော့အခြေအနေကျွန်တော်တခုခံလိုက်မယ် CBB ဆိုပြီးခံလိုက်ပြီးတော့မှ အဲပြီးတော့မှ dot dot ဆိုပြီးတော့အဲ dot ခံလို့မရဘူးလေ dash ထားပါတော့ b o i n d point ပေါ့ဗျာ point by coordinate ပေါ့ coordinate ဆိုပြီးတော့ကျွန်တော်ဒီနာမည်ပေးလိုက်မယ်အဲ့တော့ဒီနေ့မှာ description နေနေဆိုလို့ရှိရင် create points by coordinate ပေါ့ coordinates အာ x, y, z ပေါ့ဗျာထားပါတော့ပြီးလိုက်မယ်ဆိုရင်ဒီနေရာမှာ description ရေးပြီးသွားပြီနာမည်ပေးပြီးသွားပြီအဲ့တော့ package နေရာမှာကိုယ်မှာပါ package မှာမရှိသေးဘူးဆိုရင်ကျွန်တော်ဒီမှာကာစာလေးချပြီးတော့နာမည်တခုပေးလိုက်မယ် cbb အာ package ပေါ့ဗျာနော် cbb dash pack ဆိုတော့ package လို့ပဲပေးလိုက်မယ်ပေးလိုက်ပြီးတော့ကျွန်တော် save လိုက်မယ် ဆိုရင်သူဒီ CBB ဆိုတဲ့ package as ဒီမှာ CBB ဆိုတဲ့ package ဆိုတဲ့ကျွန်တော် original package လေးဖန်တီးပြီးသားဖြစ်သွားမယ်သူရဲ့အောက်မှာမှာ CBB point by coordinate ဆိုတဲ့စာလေးပေါ်လာပါဘောနော်အဲ့တော့ဒါကိုကျွန်တော်တို့ကစပြီးတော့ edit လုပ်မယ်ဆိုရင်ဒီနေရာမှာ information တွေဒီလိုဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ဒီနေရာမှာ input မရှိသေးဘူး input မရှိသေးတဲ့အတွက်ဒီနေရာနေပြီးတော့ကျွန်တော်တို့ဒီ input ကိုခေါ်ရမယ် import မှာ basic မှာပဲရှိပါတယ် basic မှာ import ကိုခေါ်လိုက်မယ် import ဘယ်နှခုခေါ်ရမလဲဆိုတော့3ခုခေါ်ရမှာပေါ့နော်3ခုခေါ်ရမယ်ဟုတ်ပြီးလို့ရှိရင်ဒီညမှာ x အနေနဲ့ပေးမယ်ပြီးလို့ရှိရင်ကျွန်တော်တို့က column ခံပြီးတော့သူ့ဟာဘာဖြစ်မလဲဆိုတော့အာ double dou ble ဆိုပေးလိုက်မယ် double ဆိုတဲ့သဘောကတော့အာသူကဟိုဟာပေါ့ကျွန်တော်ဒီနေ့ဒီမှာဆိုရင် flow ကိုခေါ်တာတင်တယ်ဒီဟိုဟာပေါ့ အာ number ဆိုတဲ့သဘောပေါ့ပြီးရင်သူ့ရဲ့ default ကိုကျွန်တော်က0လို့ပေးလိုက်မယ်ဆိုတော့ပြီးရင်ဒါလေးကိုဒီကိုထည့်လိုက်မယ်ဒီတော့လေးလောက်မယ်ဒီနေရာမှာလည်းကျွန်တော် y value ရှိမယ်ပြီးရင်ဒီနေရာမှာလည်း z value ရှိမယ်ဆိုတော့ z value ရှိမယ်အဲ့ဒီ default value တွေကိုဒီလိုတစ်ခါတည်းပေးလိုက်မယ်ဆိုလို့ရှိရင်ပြီးတော့ဒါကအောက်ကိုတော့အောက်လို့ပဲထားမှာပေါ့ဗျာနော်ဒါရပြီဆိုရင်ကျွန်တော်တို့ဒီဒါလေးကို ျွန်တော်တို့ကဘာဖြစ်မလဲဆိုတော့ဒီမှာ select ပေးပြီးတော့ right click နှိပ်ကြည့်လိုက်မယ်။အဲပြီးရင် save လိုက်မယ်ပေါ့နော်။ဒီပုံစံလေးထားမယ်။ဒီလိုရှိရင်သူ့ကို close လုပ်လိုက်မယ်။ပြီးရင်သူ့ကို close လုပ်လိုက်မယ်ဆိုရင် yes ပေးလိုက်မယ်ဆိုပါစို့။အဲဒီဒီကောင်တိမ့်ဖို့လိုမယ်။နေရာတိမ့်ဖို့ဘယ်နှမှာတိမ့်မလဲဆိုတော့ဟောဒီ library ရှိတဲ့နေရာဒီဘယ်အောက်မှာရှိလဲဆိုတော့ကျွန်တော်တို့ရဲ့ C အောက်ကအဲဘယ်အောက်မှာရှိလဲဆို user အောက်မှာရှိတယ် C အောက်မှာ ယူဇာရှိမယ်ကျွန်တော်နာမည်ရှိမယ်ပြီးရင် application data ရဲ့ data roaming အောက်မှာ dynamo ရှိမယ် dynamo အောက်မှာမှာ rave အောက်မှာဒီကောင်ဆိုရင် version ဒီ3 point something ဆိုတော့အဲ rave mode နဲ့ကျွန်တော် dynamo က6 6တင်တယ်6အောက်မှာဒီ3 point 1ဆိုတော့ဒီနားလောက်မှာရှိမယ်ပြီးရ package အောက်မှာအဲ package တော့မဟုတ်သူနေရာရှိတယ် variable definition definition okay ဆိုတော့ဒါဒီ ကျွန်တော်အရှိရဝဖြစ်တာဒီ definition အောက်မှာပဲကျွန်တော်ဒီကောင်းထည့်ထားလို့ရမယ်တကယ်လို့ပြောတော့သူ package တွေပြီးသက်စောက်ထားရင်တော့ကောင်းတာပေါ့နော်လောကြတော့ကျွန်တော်ဒီအောက်အဲဒီအောက် definition အောက်မှာပဲကျွန်တော် folder တစ်ခုဖန်လေးလိုက်မယ်အဲ .cpp လို့ပြလိုက်မယ်ဒီအဲ့ဒီ CVP အောက်ထဲမှာကျွန်တော်ဒါလေးကိုထည့်ထားလိုက်တယ်။ဒါဆိုလို့ရှိရင်သူဒီ CVB ဆိုတော့နှုတ်နဲ့ဝင်လာလိုက်မယ် value ဒီလောလောဆယ်အပြင် function တော့ဖြစ်နေ0ပဲဖြစ်နေသေးတယ်ဆိုတော့ကျွန်တော်ရဲ့ slide ကိုတစ်ချက်ပြန်ကြည့်လိုက်မယ်ဘာမှနေလဲမသိအဲ့တော့ point မှာအဓိကကျွန်တော်ဘာထည့်ရမလဲ x0 y 0 z 0ထည့်ရမယ်တဲ့ okay ဒါဆိုဒီ ठी တော့အကုန်လုံးမှန်ပြီဒါလည်းအကုန်လုံးမှန်ပြီ x1 double 0ဒါဖြစ်သွားပြီဆိုတော့ဒီထဲမှာကျွန်တော်တို့က ram ဖို့လုပ်မယ် okay ဒါလေးတစ်ချက်ကျွန်တော်ပြန် ram မယ်ဘာလွဲနေလဲမသိဘူးเนาะဒီနားလေးမှာ double 0ဒါလည်း0မှန်ပါတယ် okay အဲ့တော့ဒီနေရာမှာကျွန်တော်ပြန်ပြီးတော့အဲကိုယ့်အနေကိုပြန်ပြီးတော့ကြည့်ရမယ်အဲ့တော့ဒီ package ကိုကျွန်တော် edit ပြန်လုပ်မယ်အဲ့တော့ဒီ package ကိုဒီထဲမှာ edit လုပ်မယ်ပြီးရင် okay ဒီ value တွေဒီထွက်လာတာဒီ RAM okay ပြန်ပြီးတော့အော် sorry ဒီနေရာမှာဘာထပ်လုပ်ဖို့လိုသေးလဲဆိုတဲ့အခါကျတော့သူ့ကို select ပေးရမယ် နောက်တစ်စစ်နေနဲ့ right click နှိပ်အဲ right click ဒီမှာ right click မနေဘူးဒီနေရာမှာ right click နှိပ်ပြီးတော့အဲ sorry ဒီနေရာမှာ right click အဲမဟုတ်သေးဘူးဒါလေးသူကနောက်တစ်စစ်မလုပ်ဖို့လို့လဲဆိုတော့ဒါကို value ကို enable လုပ်ဖို့လို့လဲ enable မှာဒါလည်းမဟုတ်သေးဘူး right click ဒီနေရာလည်းမဟုတ်သေးဘူးငါပိတ်လိုက်မယ်ပြီးရင်ဒါကို close လုပ်လိုက်မယ် yes လုပ်လိုက်မယ် အဲ့တော့ဒီနေရာမှာ select တစ်ချက်ပေးရမယ်ပြီးလို့ရှိရင်အာ okay right click နှိပ်ပြီးတော့ဒီနေရာမှာ use default value ဆိုတာကိုပေးဖို့လိုတယ်ဒါမှသူကခုနကဘာ information မှမထည့်ရင် default value ကဝင်သွားမှာပေါ့နော်မဟုတ်လို့ရှိရင်ဒီ node ကလုံးမလုံးဖြစ်သွားလိမ့်မယ်အဲဒီ information မထည့်ဘဲနဲ့လုံးမလုံးဘူးဖြစ်သွားလိမ့်မယ်အဲ့တော့ right click နှိပ်မယ်ပြီးရင် use default value ဆိုတာလေးထည့်ပေးဖို့လိုတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ notes ဒီ ဘာ information မှချိတ်မထားလဲ0.0လာကြမယ်ဘာနဲ့ပတ်တူမလဲဆိုတော့ hurry geometry အောက်က point ဆိုတဲ့ node ကို point မှာမှာ point ဘိုင် geometry အဲဘိုင် coordinate ဆိုတဲ့ hurry node ကိုသုံးတယ်လို့မျိုးတခါတယ် definition ကိုရမယ်ပေါ့နော်ဒီသဘောရှိတယ် okay ဒါကတော့ကျွန်တော်တို့ရဲ့ဘာခေါမလဲဆိုတော့ hurry node ဒီ dynamo ရဲ့ default ကပါလာတဲ့ node အဲ့ဒီ node အတိုင်းကိုကျွန်တော်တို့ဒီ custom node အနေနဲ့ဖန်နေတယ် custom node ထဲမှာပါထည့်ထားလဲဆိုတော့ဟောဒီ python script ကိုထည့်ထားတယ်ပြီးတော့ဒီ python script ရဲ့ hori input လေးတွေလို့မယ်အဲ့ဒီ input မှာကိုကဒါတွေဒီ number ကိုထည့်တာဖြစ်တဲ့အတွက်သူဒီ double နဲ့ခံပြီးတော့ထည့်တာပေါ့နော်တကယ်လို့အာ string ကိုခံပြီးထည့်မှာဆိုတော့ဒီနေရာမှာ string တို့ variable တခုခုသူဒီဝါလေးထည့်ပေးရမှာပေါ့ဒီသဘောရှိတယ် okay ဒါဆိုလို့ရှိရင်တော့ ကျွန်တော်တို့ဒီဘာခေါ်လဲဒီ notes မှာဘာကိုလေ့လာရလဲဆိုပထမဦးဆုံးအနေနဲ့ variables တွေကိုဘယ်လိုအသုံးပြုလဲဆိုတာကိုကျွန်တော်တို့လေ့လာခဲ့ရတယ်ဒုတိယအဆင့်အနေနဲ့ဆိုလို့ရှိရင်တော့ဒီ dynamo ရဲ့ default node ဖြစ်တဲ့ point by coordinate ဆိုတဲ့ node လိုမျိုးကျွန်တော်တို့ရဲ့ go by point by coordinate notes ကိုကျွန်တော်တို့ဖန်တီးပြီးသွားပြီပေါ့နော်ဒီကြဲဝင်လာမယ်အဲဆိုပါစို့ဒီကိုလည်းဝင်လာမယ် အဲဒီအချိန်နေပေါ့ဒီအချိန်နေမျိုးမှာမှကျွန်တော်ဘာထပ်လုပ်လို့ရဆိုတော့ဒီလိုနှုတ်ဖြစ်သွားပြီဆိုတဲ့အတွက်ဒီမှာလေးစင်းနေပါလေးစပြီးတော့ဖန်တီးလို့ရပြီပေါ့နော်လေးစင်းဆိုရင် right click နှိပ်ပြီးတော့အဲဒီမှာဆိုရင်လေးစင်း right click ပေါ့ဒီ3 dot လေးကိုနှိပ်မယ်လေးစင်းလုပ်မယ် longer ထည့်လို့ရမယ်ပြီးလို့ရှိရင် cross product ထည့်လို့ရမယ်ဒါပေမဲ့ဒီနေရာမှာဘာမရသေးဘူးလို့ဆိုတော့ longest to crop product တို့ဒါမှထည့်လို့မရသေးဘူးအဲ့လိုမျိုးထည့်ခြင်းနဲ့ဆိုလို့ရှိရင်တော့လာမယ် အဲကျွန်တော်ရှေ့လာမဲ့အဲတင်ကန်းစာတွေမှာအဲ့ဒီထည့်တဲ့ note တွေအဲဘလို့ထည့်ဒီဟာတွေကိုထည့်လို့ရတယ်အဲ function တွေကိုကျွန်တော်တို့ script ထဲမှာထည့်ရရမှာပေါ့နော်ဘာလို့ဆိုတော့အခုဒီမှာကျတော့ရိုးရိုးရှင်းရှင်းခက်ရှင်းရှင်းလေးပဲ input 3ခုရှိတယ်ဒီ input 3ခုကိုမှာ my point ဆိုတဲ့ hurry script လေးကိုရေးလိုက်ရဒီ script ကလည်းပြောလို့ရှိရင်တော့ hurry autodesk ရဲ့ design script တွေက အာကိုတန်းပြီးတော့သုံးပြီးတော့ထည့်ထားတယ်ယူထားတာလည်းမိုင်းပွိုင်းကိုပဲယူထားတဲ့အတွက်ကြောင့်မလို့ထွက်လာတာတွေဒီဘလို့ပဲပြောင်းပြောင်းကျွန်တော်တို့ရဲ့ information ကဟိုအားနဲ့ပဲသွားတူနေတယ်ပါခေါ်လဲ short shortest ရဲ့ information ပဲရတယ်တကယ်လို့ဒီမှာဆိုလို့ရှိရင်တော့ဒီလိုသာထည့်လိုက်မယ်ဆိုရင်တော့ဒီထည့်မှာမဟုတ်တော့ဒါဆိုရင်တော့ကျွန်တော်တို့ကဘာတွေယူရမလဲဆိုတော့ဒီနေရာမှာတကယ်လို့သာကျွန်တော်တို့က အဲ lacing ကို cross border လောက်လိုက်မယ်ဆိုရင်သူဒီ point ၄ခုရမယ်ဟာအရင် point ၄ခုမရတဲ့အကြောင်းရင်းက xy နှစ်ခုပဲရှိသေးတာ xy you ဘာလို့နှစ်ခုပဲရ lacing မှာတကယ်ဆိုရရမယ် cross border မှာဒါနှစ်ခုပဲရှိသေးတယ်အိုကေထားပါတော့တကယ်ဒီနေရာမှာကျွန်တော်ဆိုတာစမ်းကြည့်မယ်ဘယ်လိုစမ်းကြည့်မလဲဆိုတဲ့အခါကျတော့ information ကို0.5ဆိုပါတော့သူပေးကြည့်မယ် လိုပေးကြည့်လိုက်မယ်0.5ဒီလိုရမယ်အော်ဒီချိန်ဒီမှာကျွန်တော်လေးစင်းသုံးကြည့်မယ်ရမယ်လေးစင်းသုံးရမယ် cross product သုံးမှဆိုရင်အော်ဒါဆိုရတယ်โอเคโอเคလွယ်လွယ်ပါဒါဆိုရင်တော့ဒီ function မှာလည်းဒီ function အတိုင်းပဲကျွန်တော်တို့ default library တွေကအတိုင်းပဲသုံးသလိုသုံးလို့ရမယ်ဗောနော်ဒီသဘောရှိတယ်ဒီ counter နဲ့သုံးကြည့်အဲ့တော့ဒီမှာ cross product အဲ cross product လောက်ထားလို့တကယ်လို့၄စင်းကို auto ပဲလုပ်မယ်ဆိုရင်သူဒီ auto shortest ပဲပေးမယ်သဘောရှိတာပေါ့ okay ဒါကတော့ကျွန်တော်တို့ဟာဒီအာဘာခေါ်မလဲ point ကို python script ကိုကိုယ်ကိုရေးပြီးတော့ custom node ကိုကိုယ်ဖန်တီးပြီးတော့အသုံးနာလေးကိုကျွန်တော်အာလေးလာမိတဲ့လေးကို sharing လုပ်ပေးတာပေါ့နော် okay အဲ့တော့အာလာမယ့် video ကြရင်တော့ဘာထပ်လာမလဲဆိုတဲ့အခါတော့ ော်ဒီထဲမှာရှိတဲ့ဟိုဒီ list အကြောင်းလာမယ်ပြီးလို့ရှိရင် check in အကြောင်းလာမယ်ပေါ့နော် okay အဲ့ဒီတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲလာမယ့်ဗီဒီယိုကျမှပဲအဲ့ဒီခုနပြောတဲ့ list ရဲ့အဲ check ရဲ့ ਨੇ ပြန်ပြီးတော့အာဆုံးရမယ်အားလုံးပဲ bye bye မှာ